ားလုံးပဲမင်္ဂလာပါရှင်အမိရဲ့အသက်80ပြည့်မွေးနေ့မှာမှတ်မှတ်သားသားအမိစကားဆိုတဲ့အမိပြောကြခဲ့တဲ့စကားတွေတွေကနေစုစည်းပြီးတော့ဖတ်ပြခြင်းပါတယ် မစ်မျိုးဆက်တစ်တွေကို ကျမတို့ထက်ချက်မြက်အောင်ကျမတို့မွေးထုတ်မယ်လူတယောက်ရဲ့စိတ်သက်ပြေဝမှုဆိုတာအသက်အရွယ်နဲ့လည်းမဆိုင်ဘူးကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုယ့်ရဲ့တင်ယူနိုင်တဲ့အရင်အချင်းတွေပဲဆိုင်ပါတယ်တိုးတက်ပြီးသားနိုင်ငံတွေရတက္ကသိုလ်ပညာရေးထက် အသက်မွေးဝမ်းကြောင်းပညာရဲ့ဘက်ကို ပြောင်းလဲဖို့ကြိုးစားနေကြတာရှိတယ်။ကလေးတွေက ကျမတို့အနာဂတ်ပဲ။တနည်းနည်းမှာနိုင်ငံကိုချမ်းသာကြွယ်ဝပြီးကမ္ဘာအလယ်မှာထိတ်တန်းဖြစ်တဲ့နိုင်ငံတစ်ခုအဖြစ်ရောက်အောင် သူတို့ကလုပ်ပေးကြမှာ။စနစ်ပြောင်းကျင်နေဆိုတာရိုးရိုးလေးပါပဲ။အာနာရှိတဲ့သူတွေက လှုပ်ချင်ရလှုပ်လို့မရတဲ့စနစ်ကို ပြောင်းပါပါအခက်အခဲဆိုတာစိန်ခေါ်မှုပဲအခွင့်အရေးလည်းဖြစ်တယ်အခက်အခဲကိုထိုင်ကြည့်ပြီးငိုးနေမှလားလက်စုပ်လက်ကင်ပြုတ်ပြီးတိုးတက်အောင်လှုပ်မှလားကိုကိုလက်ပေးတယ်ဆိုတာတကယ်တော့ကိုကိုစော်ကားတာပဲမင်းဟာဝယ်လို့ရတဲ့ပစ္စည်းလို့ ပြောတာနဲ့အတူတူပါပဲ။ကျမဘဝမှာယုံကြည်တာတွေလုပ်နေရတာကို အနစ်နာခံရတယ်လို့မမြင်မိပါဘူး။မှန်တာကိုလုပ်ရတာဟာ အမှားကိုလုပ်ရတာထက် အင်မတန်ခက်ပါတယ်။ဒါပေမဲ့လေနောက်ဆုံးကြတော့အမှန်လုပ်တဲ့သူကသာ အောင်မြင်ရမှာပါ။ အမှန်တရားလုပ်တဲ့သူတွေရတာရှုံးရင်လည်းနိုင်ရမယ်။နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားမလုပ်တဲ့သူတွေကတော့ရှုံးရင်လည်းရှုံးရမယ်။နိုင်ရင်လည်းရှုံးရမယ်။ငါသာမှန်နေငါသာသိတယ်ငါသာတတ်တယ်ငါသာလုံနိုင်တယ်ဆိုတဲ့စိတ်ရှိတဲ့ပုံကများဟာအမြင်ချင်းမြောင်းတဲ့ပုံကများပါပဲ။ဒီလိုမျိုး အမြင်ကျင်းတဲ့ပုံကိုများဟာအခြားပုံကိုတွေရဲ့ခံစားချက်တွေစံနာတွေမျောလင့်မှုတွေကိုဘယ်တော့မှနားလည်နိုင်မှာမဟုတ်ပါဘူးအနာဂတ်ထက်ပိုးပြီးအရေးကြီးတာတစ်ခုရှိပါတယ်အဲ့ဒါပြစ်စုံပံပါပဲအနာဂတ်မှန်ဖို့ဆိုတာပြစ်စုံပံမှန်ဖို့ဖြစ်ပါတယ်နေရလိုခြင်းနေဆိုတာ ကိုတယောက်တည်းအတွက်ပါ နေရပေးခြင်းနဲ့ဆိုတာအများအကျိုးအတွက်ပါဒီတော့နေရမလို့ခြင်းကြပါနဲ့နေရပေးခြင်းကြပါအရင်ချင်းရှိပြီးအကျင့်စာရိတ္တကောင်းတဲ့သူတွေကို နေရပေးကြပါအရေးပါခြင်းလို့မညီမညွတ်ဖြစ်နေကြတာပါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်နေတံပိုးရှိနေပါတယ်လူတိုင်းလူတိုင်း သူ့တန်ဖိုးနဲ့သူရှိပါတယ်ကို့တန်ဖိုးကိုယုံကြည်နိုင်အောင်နေကြပါကို့တန်ဖိုးကိုသိရင်အချင်းချင်းညီညွတ်ကြပါလိမ့်မယ်ကျမတို့ဟာမဟုတ်တာမမှန်တာမဟုတ်ဘူးကျမတို့ပြည်သူတွေဟာကျမတို့ ਨੇ အတူရှိနေရင်မကြောက်ဘူးအားလုံးကိုရင်ဆိုင်ရဲတယ်လူငယ်တွေနိုင်ငံရေးလောက်ကြတာကိုမကြောက်ကြပါနဲ့လူငယ်တွေ နိုင်ငံရေးကိုနားမလည်မှဒီနိုင်ငံရဲ့အနေရပါမြန်ရင်နေပါသူတွေဟာ ကိုကိုကိုတိဆောက်ရမယ်အစားတစ်ဖက်သားကိုဖြိုချနိုင်မှ နေရာရလိမ့်မယ်လို့ယူဆတတ်ကြတယ်ဘယ်သူကမှအတိမတ်ပြုဖို့မလိုဘူးကို့လိပ်ပြာကအတိမတ်ပြုရင် လုံလောက်ပါတယ်အခြားလူတိဖို့မလိုဘူးအများအတွက်အလုတ်ကောင်းကောင်းလုပ်ချင်ရင် မကြွားကျင်ကြပါနဲ့ကျမအတွက်ကတော့စာဖတ်တဲ့အခါမှာကဘာအစ်စ်တွေကို ရောက်သွားတယ်လို့ပါပဲမတိထားတဲ့ကာလဒေသတွေမစင်းစားဘူးတဲ့အတွေးအသစ်တွေဓာရီနဲ့စိတ်ဟာကန့်သက်ထားပြီးနိုင်ရန်လေးဘက်ကိုထိုးပေါက်ပြီးလွတ်လပ်တဲ့ဝိညာဉ်ကြီးကိုပြန်လွှားသွားနိုင်ပါလေပတ်စံယူမှအာဂရီတရားနဲ့မကင်းတာမဟုတ်ပါဘူး နိုင်ငံရဲ့အကျိုးကိုမကြည့်ဘဲကိုယ့်အတိုင်းဝိုင်းကိုယ့်မိသားစု ကိုယ့်မိစေများရဲ့မျက်နှာကိုကြည့်ပြီးလှုပ်တယ်ဆိုတာကလေအာဂတိတရားတစ်မျိုးပါပဲကျမတို့ပြည်သူပြည်သားတွေကို မာနာလေးတစ်ခုတော့ရှိစေခြင်း ਨੇ ဩစာရှိတယ်လူအာနာရှိတယ်လူကိုမျက်နာလှုပ်ရတာရှက်စရာကောင်းတယ်ဆိုတော့မာနာမျိုးတော့ရှိစေခြင်း ਨੇ တိုင်းပြည်ဆင်းရဲနေချိန်မှာကိုကချမ်းသာနေတာလုံးဝမဖြစ်တင်ပါဘူးဘလောက်ချမ်းသာအောင်လှုပ်လှုပ်ပြည်သူမြစ်တာခန့်သွားရင်အားလုံးဆုံးရှုံးသွားရမှာပါငွေကလွဲပြီးဘာမှမရှိတော့တဲ့ဘဝရောက်သွားမှာပါနောက်ဆုံးကြလက်နဲ့ဘလောက်အားကိုအားကိုပြည်သူထောက်ခံမှုမရှိတဲ့စနစ်မှန်သမျှကြဆုံးမှာဖြစ်ပါတယ် လောကကြီးမှာရုန်းကန်ရတယ်ဆိုတာကအရင်ချင်းတက်ဖို့ပဲအရင်အသွေးတက်ဖို့ပဲခံနိုင်ရှိဖို့ပဲတရားဥပဒေစိုးမိုးရေးဆိုတာအားလုံးကို လုံခြုံမှုပေးဖို့ပါဥပဒေဆိုတာပြည်သူတွေကိုချုပ်ချယ်ဖို့မဟုတ်ဘူးတရားဥပဒေဆိုတာလူအတိုင်းဝိုင်းတစ်ခုကို လုံခြုံမှုပေးဖို့ပါစိန်ခေါ်မှုများတာနဲ့အမျှ စိတ်အားထက်သန်စွာနဲ့ရင်ဆိုင်ကြရအောင်ဘယ်သူမှတယောက်တည်းမဟုတ်ပါဘူးကျမတို့တွေအားလုံးအတူရှိနေပါတယ်ဝေဖန်တိုက်ခတ်ရတာတွေညာလွန်းလို့လာတော့မသိဘူးစိတ်ထဲမှာရှိကိုမရှိဘူးလောက်เสียရှိတာကိုလောက်သွားဖို့ပဲရှိတယ်ဘယ်လိုအခက်အခဲတွေပဲဖြစ်ဖြစ်ကြော်လွားတဲ့နီလန်ရှိရမယ်ဆိုတဲ့အကျွေးဟာ လူသားတွေရဲ့စွမ်းအားကြီးပါပဲအလုံးမင်းစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်